အလိုအလုံးမဲမင်လာပါအခုဒီနေ့ကတော့ကျွန်တော်ဗာပြောချင်တာလဲဆိုတော့အောင်မြင်ဖို့အတွက်ဆိုရင်မင်းရဲ့အုံနောက်ကိုဘယ်လိုလေ့ကျင့်မလဲပေါ့နော်အဲ့ဒီအရာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့တော့အောင်မြင်ဖို့အတွက်ဆိုရင်ဘာလုပ်ရမလဲဆိုတော့နံပါတ်1ကကြတော့ရည်မှန်းချက်သက်သက်မမထားရမယ်ပေါ့နော် set clear goals ပေါ့အော်မင်းရဲ့ဒီရေရိုနဲ့ရေရှည်ရည်မှန်းချက်တွေကိုချရေးထားရမယ်အဲ့တော့ ဒီ smart နီးလန်းအောင်တော့ပေါ့နော်အ specific ဖြစ်ရမယ် measurable ဖြစ်ရမယ် achievable ပဲဖြစ်ရမယ် relevant time bound ပေါ့အချိန်ကန့်သတ်ချက်ရှိရမယ်စသဖြင့်ပေါ့နော်အဲ့လို smart နီးလန်းကိုတုံးပြီးတော့ရည်မှန်းချက်တွေတက်တက်မမတ်ရှိရမှာဖြစ်ပါတယ်နှစ်နံပါတ်2အချက်အနေနဲ့ကကြတော့အပြူသဘောတွေးခေါ်မှုကိုမွေးမြူပါတဲ့ double a positive mindset ပေါ့နော်အောင်မြင်မှုအတွက်ယုံကြည်မှုရှိရမယ်ပေါ့နော်အနုလက္ခဏာစိတ်ကူးတွေကိုတဲ့အပြူသဘောဆောင်တဲ့အတွေးနဲ့အစားထိုးရမယ်ကို့မှာ မကောင်းမြင်တဲ့စိတ်တွေများနေရဆိုရင်အဲ့ဒါကိုကောင်းမြင်တဲ့စိတ်တွေနဲ့စားထုတ်ဖို့လိုရလိုအပ်တယ်။သုံးကကြတော့နေ့စဉ်၄ချိန်ခန့်လုပ်ပါတဲ့။ practice daily mental exercise ပေါ့နော်။စိတ်ပိုင်းဆိုင်ရာ၄ချိန်ခန့်ရေလုပ်အောင်ဥမာအနေနဲ့စာဖတ်တာတို့ပဲပဟေတိဖြေတာတို့နော်စသဖြင့်အတင်ယူခြင်းဖြင့်အုံနောက်ခြင်းကိုအုံနောက်ကိုလှုံ့ဆော်ပေးရမယ်ပေါ့နော်။အာ meditation နဲ့တရားထိုင်ခြင်းအဖြစ်လဲအာယုံစူးစိုက်မှုကိုတိုးတက်စေပါတယ်တဲ့။ လေးကကြတော့အမားတရားနေတင်ယူရမှာပေါ့နော် land from failures ကြာရှုံးမှုတွေပေါ့အတွေ့အကြုံဖြစ်မြင်ရမှာပေါ့နော်ဘယ်နေရာမှာဘယ်နေရာမှာမှားမှားပါလဲပေါ့နော်ဘလိုနေရာတွေမှာငါတိုးတက်အောင် လုပ်ဖို့လုပ်မလဲဒါတွေကိုအမြဲစမ်းစစ်နေဖို့လိုအပ်ပါတယ်ငါအချက်နေနေရာကြတော့ကောင်းမွန်တဲ့လေ့ကျင့်တွေဝင်ယူရမှာပေါ့နော်အချိန်စီမံမှု time management ကိုလေ့ကျင့်ရမှာအဲ့တော့နေ့စဉ် to do list ပြုလုပ်ပြီးတော့လောက်ဆောင်ပါတဲ့ဘယ်အချိန်မှာမပါလို့မလဲဆိုတဲ့ဟာမျိုးပေါ့နော် 6ကကြတော့ကျန်းမာရေးနဲ့ညီညွတ်ညီညွတ်စွာ နေထိုင်ပါ maintain a healthy lifestyle ပေါ့နော်အာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားပါလုံလောက်တဲ့အိပ်စက်တာနဲ့ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးပါခွန်အားကြတော့အောင်မြင်မှုတွေအောင်မြင်သူတွေနဲ့ဆက်သွယ်ရမယ်ပေါ့နော် surround yourself with successful people ကိုယ်ပတ်ဝန်းကျင်မှာအောင်မြင်လို့သိရှိတဲ့သူ အောင်မြင်အောင်ကြိုးစားနေတဲ့သူတွေနဲ့ဝန်းရံထားပါပေါ့နော်အတွေးအမြင်တွေကျဲတဲ့အားကြွယ်ကောင်းတဲ့သူတွေနဲ့ဆက်ဆံရမယ် mentorship ပေါ့နော်ဆရာတဦးရှာရမယ်အကြံဉာဏ်တွေယူရမယ် အချို့အားဖြင့်ပြောရမယ်ဆိုရင်တော့အောင်မြင်တယ်ဆိုတာကကံကောင်းတာတခုလည်းနဲ့မရနိုင်ဘူးပေါ့နော်ကိုယ့်ရဲ့အုံနောက်ကိုမှန်မှန်ကန်ကန်လေ့ကျင့်ပြီးတော့အလေးချင်းကောင်းနေအဲမွေးမြူခြင်းအပြင်အောင်မြင်မှုကိုဖန်တီးနိုင်ပါတယ်တဲ့။အော်အုံနောက်ကိုလေ့ကျင့်နေဆိုတာအောင်မြင်မှုအတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်။အဲ့တော့အုံနောက်နဲ့ပတ်သက်တာလည်းကျွန်တော်တို့လေ့လာဖို့လိုအပ်တယ်။အုံနောက်ကို train ပြဖို့လိုအပ်တယ်ပေါ့နော်။ဒါမှလာရင်ပြပြဝဝအတုံးချနိုင်ပြီးတော့အောင်မြင်မှုပန်းနိုင်ကိုရောက်လန်းနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။